မမရရချန်ပီယံလိအောင်ပွဲရှင်များစီရီကနေထပ်ပြီးတော့တင်ဆက်ပေးခြင်းနဲ့အသင်းကတော့2013-14ချန်ပီယံလိအောင်ပွဲကိုရရှိခဲ့တဲ့ Real Madrid အသင်းပဲဖြစ်ပါတယ်။၁၀ချိန်မြောက်ချန်ပီယံလိအောင်ပွဲလာဒစီမာအောင်ပွဲဖြစ်ပြီးတော့ Real Madrid အတက်၁၀နှစ်ကျော်ဝေးကွာနေတဲ့ချန်ပီယံလိဖလားကိုရယူပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။ Carlo Ancelotti ကသူ့ရဲ့ပထမဆုံးရာသီမှာလည်းရယူပေးခဲ့တာလည်းဖြစ်တဲ့ BBC တိုက်စစ်အတွေ့ Modric, Xavi Alonso နဲ့ ဒီမာရီယာတို့ကွင်းလေအတွေ့ကစိတ်ဝင်စားစရာအကောင်းဆုံးကစားဟန်တွေကိုပြသခဲ့ပြီးတော့သွင်းကိုတွေလည်းရှာကြော်သွင်းယူခဲ့တယ်အဲ့တော့အဲ့ဒီချန်ပီယံလိအောင်ပွဲအကြောင်းလာဒက်စီမရီယယ်မက်ဒရစ်ရဲ့နီးပြူဟာနဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုဒီဗီဒီယိုကနေသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့ကျွန်တော်တို့အားလုံးတရင်တီနီနီရဲ့ တွေ့ခဲ့ရတဲ့ချန်ပီယံလိအောင်ပွဲ2013ဆယ်လီရီယယ်မက်ဒရစ်လာဒစီမှာအောင်ပွဲပဲဖြစ်ပါတယ် BBC တိုက်စစ်ရဲ့တကူစတင်ထွားတဲ့အချိန်ဖြစ်ပြီးတော့အဲဒီယာပီမှာဂိုးပေါင်းရာချီတွင်းယူခဲ့တဲ့ရီယယ်မက်ဒရစ်ကဒီလာလီဂါမှာလည်းဒါတတရရခဲ့တယ်ဆိုပေမဲ့ထိတ်ဆုံးကအက်တလက်တီကိုမက်ဒရစ်နဲ့သုံးမှာပဲကွာခဲ့တယ်။ပြီးတော့ကိုပါတယ်ရီကိုရယူခဲ့တယ်၊ချန်ပီယံလိကိုလည်းရယူခဲ့တယ်။တော်တော်လေးအောင်မြင်တဲ့ရာသီဖြစ်ခဲ့ပြီးတော့ကာလိုအန်ချယ်လော့တီရဲ့ပွဲဥထွက်အခြေအနေက ော်လေးကိုလှပခဲ့တယ်ဗောနော်အဲ့တော့တကယ်တော့အဲ့ဒီဂျာတီမစတင်ခင်မှာ Real Madrid မှာအနည်းငယ်ပြဿနာလေးရှိရဲဘာဖြစ်လို့လဲဆိုတော့ဒါ Jose Mourinho အသင်းကနေထွက်ခွာတယ်ပြဿနာတွေအများစွာဖန်တီးခဲ့တယ်အသင်းတွင်အကွဲအပြဲတွေရှိတဲ့အချိန်ဖြစ်ပါတယ်ကလန်အန်ချယ်လိုတီရောက်ရှိလာတယ်ပြီးတော့အသင်းရဲ့အဓိကတိုက်စစ်မှုနဲ့အဓိကကွင်းနဲ့ဖန်တီးရှင်ဖြစ်တဲ့ဂွန်ဇာလိုဟီဂွာရင်နဲ့မီဆိုအိုဇီရိုထွက်ခွာတဲ့ရာသီလေးဖြစ်ခဲ့တယ်ဒါပေမဲ့ရောက်ရှိလာတဲ့ကစားသမားတွေထဲမှာတော့အဲ့ဒီချိန်မှာဒါက ကဘာစံချိန်နဲ့ပြောင်းရွှေ့ခြင်းဖြစ်ခဲ့တဲ့ Gareth Bale ရောက်ရှိလာတယ်ပြီးတော့ Queen's Foundation Isco ဆိုစီးတဲ့အသင်းမှာခြေစွမ်းပြနေတဲ့ Iyarra Mendy ပြီးတော့ဒီဘရာဇီးမှာခြေစွမ်းပြနေတယ်ကက်စီမီယိုတို့ရောက်ရှိလာတယ်ဒါပေမဲ့ကက်စီမီယိုတို့ environment ဒီတို့ကတော့အသင်းရဲ့အရေးပါတဲ့အစိတ်ပိုင်းတွေမဖြစ်ခဲ့ကြဘူး isco ကတော့ချန်ပီယံလိမှာထူးခြားတဲ့ကဏ္ဍကနေပါဝင်ပြီးတော့ဘလူးဝဲမှာလည်းအဓိကဆက်ဆောင်တစ်ယောက်ဖြစ်ခဲ့တယ်လူစားလဲဝင်လာပြီးတော့အဓိကဆက်ဆောင်အဖြစ်အသုံးတော်ခံခဲ့တယ် gareth bale ကတော့အကောင်းဆုံးရာသီတစ်ခုကိုပိုင်ဆိုင်ခဲ့တယ်ချန်ပီယံလိဘလူးဝဲမှာဂိုးသွင်းခဲ့တဲ့အပြင်သူဟာဒီ la liga နဲ့ ဘရင်ဖလားမှာလည်းအထူးချစ်စွမ်းပြခဲ့တယ်ဘရင်ဖလားမှာတော့အနိုင်ကိုကိုသွင်းယူခဲ့တယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒီ Champion League အကြောင်းကိုပြောရမယ်ဆိုရင်အဲ့ဒီနှစ်မှာ Real Madrid က6တလဆက်သွင်းခဲ့တဲ့ရာသီဖြစ်ခဲ့တယ်အုပ်စုမှာဆိုရင်ဒါအုပ်စုမှာ Galatasaray Juventus နဲ့ဒါ Copenhagen အသင်းတို့နဲ့ကြာရောက်ခဲ့ပြီးတော့ Ronaldo ကအဲ့ဒီတော့စံချိန်တင်ဂိုးတွေအုပ်စုပွဲတွေမှာသွင်းယူခဲ့တယ်ဗောနော်အဲ့တော့အားလုံးမမိနေမှာကတော့ဒါ Galatasaray နဲ့ပွဲက Ronaldo ရဲ့လိန်ပြီးတော့သွင်းခဲ့တဲ့ခွာပြီးတော့သွင်းခဲ့တဲ့ဂိုးဖြစ်လိမ့်မယ်ဗောနော်အဲ့တော့ အဲ့အုပ်စုပွဲမှာရင်တို့ကကျွန်တော်အမှန်မမှားဘူးဆိုရင်10ခုသွင်းယူခဲ့တယ်ကိုကိုသမဟုတ်10ခုပေါ့နော်သွင်းယူခဲ့တယ်ဒါတော်တော်လေးကိုကောင်းတဲ့စွမ်းဆောင်ရည်ဖြစ်ပြီးတော့ပွဲတိုင်းဒီပါမှာခုမင်းတဲ့ပွဲတပွဲပဲရှိခဲ့တာကိုကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်ပြီးတော့ဒီချုံတဲ့စတောက်တင်အဆင့်မှာ shocker နဲ့တွေ့တယ်ပြီးတော့ဒီ quarter final မှာ Dortmund နဲ့တွေ့တယ် semi final မှာ Bayern Munich နဲ့တွေ့တယ်အဲ့တော့ဒီ Bayern Munich နဲ့တွေ့တဲ့ semi final နဲ့ဒီ အတလတီကိုမက်ဒရစ်နဲ့တွေ့တဲ့ final တွေကတော့အားလုံးအတွက်အမှတ်ရစရာပွဲတွေဖြစ်နေမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဒါဘောလုံးတမိုင်းမှာ Real Madrid တမိုင်းမှာအရေးပါတဲ့နိုင်ပွဲတွေလည်းဖြစ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့အစင်တိုင်းပြန်ပြောရရင် German အသင်းတွေကိုသူကြော်ပြီးတက်ခဲ့တာပေါ့နော် Schalke Dortmund Bayern Munich ပေါ့အဲ့တော့ Schalke ကိုကြော်ဖို့တော့မခက်ခဲဘူးနှစ်ကြော်ပေါင်း၉ကိုအထိသွင်းယူခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်မှာလည်းပြောမယ်ဆိုရင် Ronaldo ရဲ့အလှဆုံးသင်္ဘောတွေကတကူဖြစ်တယ်အဲ Germanic ကို Sisters Case နဲ့ခွာပြီး ကြော်ဖြတ်ပြီးတော့ပေချင်းနဲ့ကန်သွင်းခဲ့တဲ့ကူဟာပရိသတ်အားလုံးရဲ့ရှင်တွေကိုမှတ်ကြံနေမယ်လို့ကျွန်တော်တော့ယူဆပါတယ်ပြီးတော့ဒီဒေါ်မွန်အသင်းကိုတော့ပထမကြော် 3C အဒုတိယကြော်မှာတော့ 2C နဲ့ရှုံတယ် Real Madrid အတော့အဲဒီရာသီချန်ပီယံလိမှာတပွဲတည်းသောရှုံပွဲဖြစ်တယ်ပေါ့နော်ပြီးတော့ semi final မှာ Guardiola ရဲ့အသင်းကိုနှစ်ကြော်ပေါင်းရလာ5-0နဲ့အနိုင်ယူခဲ့တယ်လုံးဝအမှတ်ရစရာအောင်ပွဲဖြစ်ခဲ့တယ်ချိုမင်းနဲ့အောင်ပွဲဖြစ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒါဟာ Real အတွက်အရေးကြီးရယ်ပေါ့နော်ဘာလို့လဲဆိုတော့ Real ဟာ ဘဝင်ညမရောက်ခင်ယာဒီမှာဒီ2004 2003 2004နောက်ပိုင်းပေါ့နော်2004 2005စပြီး2010 2017အထိအဲ2009 2010အထိတချိန်မှ qualify နေတော့မပြော rounder system တွေပဲနေရှက်တန်းခဲ့ရတယ် lion နဲ့တွေ့ရတယ်ပြုတ်ပြီလို့ပြောခဲ့ရတဲ့အချိန်တွေဖြစ်ခဲ့တယ်အဲ့တော့ real 2002မှာ champion league ရတယ်အဲ့ဒီနောက်နှစ်နှစ်ရာဒီဆက်မှာတော့ semi final semi final နဲ့ quarter final တွေကပြုတ်ခဲ့တယ်ဗောနော် juventus ကိုရှုံးတယ်ပြီးတော့ဒီ moyen dc ရဲ့အသေးခွဲ goal တွေနဲ့အတူ မိုနာကိုရှုံးခဲ့တယ်2003 2004ရာသီမှာအပြီးတော့ဒီ2004 2005ကနေစပြီးတော့ဒေါက်လျှောက်အမြဲတမ်းဒါ round assisting နဲ့ဒေါက်လျှောက်ပြုတ်ခဲ့တယ်အဲ့ဒီအခြေအနေတွေကိုတော့ဒါမောင်းညိုရောက်ရှိလာတဲ့အချိန်မှာ semi final နဲ့3-0ဆက်နဲ့ဒါ real ကိုပြန်ပြီးတော့ champion league role ကိုပြန်တင်ပေးခဲ့တယ်မောင်းညိုကဒီစကားကိုအမြဲတမ်းပြောလို့ရှိတယ်သူ့ရဲ့ဒီ statement တွေမှာပါတာကအမြဲတမ်းဒီ ချန်ပီယံလိရီယယ်ကိုချန်ပီယံလိဆီမီဖိုင်နယ်ပြန်တင်ပေးတာငါဆိုပြီးတော့မော်ရီညိုကခုံရင်ဝင်ကြားစွာပြောလေရှိတယ်အဲ့တော့ statistical လေးအရာတော့တကယ်လည်းမှန်နေတဲ့အရာဖြစ်တယ်ပြီးတော့ moral ဘိုင်းအဖြစ်လည်းမှန်နေတဲ့အရာဖြစ်တယ်အဲ့တော့ real ဟာ semi final အဆင့်ကိုတော့ပြန်ရောက်လာပြီဒါပေမဲ့ဖလားမရသေးဘူးအဲ့တော့ဖလားရရှိအောင် Ancelotti ကအကောင်းဆုံးကန်တွယ်ပေးခဲ့တာဖြစ်တယ်အဲ့တော့အဲ့ဖလားမရတဲ့အရာဒီမှာ semi final နဲ့ရှက်တန်းခဲ့ရတဲ့အရာဒီမှာ real madrid အတွက်တန်ရာလေးရဲ့ကြီးတယ်ပထမရာဒီမှာ barcelona ကို semi final မှာရှော်ပြီးပြုတ်တယ် နောက်ရာသီမှာဘိုင်မြူနစ်ကိုဆုံးပြီးပြုတ်တယ်။နောက်ဆုံးရာသီမှာဒေါ်မွန်ကိုဆုံးပြီးပြုတ်တယ်ပေါ့နော်။အဲ့တော့ဒီအသင်းတွေကရီယယ်မက်ဒရစ်နဲ့ဒဏ်ရာပေးတဲ့အသင်းတွေလို့ဖြစ်နေတယ်။နောက်ဆုံးဒဏ်ရာကိုပေးခဲ့တာကဘိုင်မြူနစ်နဲ့ဒေါ်မွန်။အဲ့တော့ဘိုင်ယန်ကတော့ဒါပြောမဆိုရင်မော်ရင်ဂျွေးမမချာချာရာသီပေါ့နော်။ရော်နယ်ဒိုနဲ့ကာကာပန်နတီလွဲခဲ့တဲ့ဒီဆီမီဖိုင်နယ်မှာဒါအားလုံးလည်းမှတ်ရနေဦးမှာပါ။အဲ့တော့ရော်နယ်ဒိုနဲ့ကာကာပန်နတီလွဲခဲ့ပြီးတော့ဘိုင်မြူနစ်ကိုရှုံးပြီးတော့ပြုတ်တယ်ပေါ့နော်။ဒါပေမဲ့အဲအဲ့ရာသီပြီးနောက်ထပ်ရာသီမှာတော့ဒေါ်မွန် တော်မွန်ကိုဒါအလုံးလဲသိတဲ့အတိုင်းပဲဒါလေဗန်ဒော့စကီးရဲ့ဟာခြေစွမ်းပြဂိုးသွင်းပြူမှုနဲ့အတူပထမအကြော့ကလေးကရီယမ်ပြည့်ဒုက္ခရောက်ခဲ့တယ်ဒုတိယအကြော့မှာအစွမ်းကုန်တိုင်းစစ်ပွင့်ကစားခဲ့ပေမဲ့လိုအပ်နေတဲ့အနိုင်ရလက်3-0ကိုရရှိခဲ့ခြင်းမရှိဘဲနဲ့ဒါပြုတ်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီတော်မွန်ကိုလစားချေဖို့လည်းအရေးကြီးတယ်လစားလဲချေနိုင်ခဲ့တယ်ဒါတော့ပြောမယ်ဆိုရင်3-0နဲ့9နဲ့ဒုတိယအကြော့မှာဒါဒီမာရီယာတကူစသွင်းတယ်စသွင်းပြီးတော့မှ အဲပွဲတော်တော်လေးရှော့လိုက်တယ်အဲပွဲရနဒိုတော့ထဲမကန်ခဲ့ဘူးပေါ့နော်အဲတော့မှနှစ်ခုပြန်တဲ့တော့နည်းနည်းတော့လမ်းခဲ့ရတယ်မြင်မြင်ပါပြီးတော့ Real Madrid တတောင်တတကြော်ဖြတ်နိုင်ခဲ့တယ်ပြီးတော့လာပြီးဒီ Guardiola ဟာ Real Madrid ရဲ့ရှန်သူတော်ဖြစ်တယ်လို့ Bayern Munich ကလည်း Real Madrid အတွက်အခဲမကြေသေးတဲ့ပြိုင်ဘက်ဖြစ်တယ်အဲ့တော့အဲ့ဒီပြိုင်ဘက်ကို Ancelotti ကသူ့ရဲ့ classic counter play တွေနဲ့အတူမကျော်ပေါင်းရလက်5-0နဲ့ဒါပြပြတသားအနိုင်ယူခဲ့တယ်ဒါကြီးကလုံးဝ Champions League သပိုင်းမှာတွင်တဲ့နိုင်ပွဲကြီးလေဖြစ်တယ် Guardiola အတွက် အဆက်ရစီအကောင်းဆုံးရှုံးပွဲတွေတည်းကတပွဲလေးဖြစ်တယ်ပေါ့နော်အဲ့တော့ Real Madrid နဲ့ဘောလုံးသမိုင်းအတွက်အရေးပါတဲ့ပွဲစဉ်တွေကဒီပွဲတွေလို့ပြောလို့ရတယ်။ကျန်တဲ့ပွဲတွေကတော့ဒါ Real Level နဲ့ဆိုရင်တာမန်ကရှန်ကာရီလို့ပြောရမှာပေါ့နော်။အဲ့တော့ဒီ Bayern တီကိုနဲ့ပွဲတွေကဒီ season ကို define လုပ်ပေးခဲ့တဲ့ပွဲစဉ်တွေဖြစ်တယ်။အဲ့တော့ကျွန်တော်တို့အဲ့ဒီအချိန်ကိုသွားပြီး revision လုပ်ကြည့်မယ်ဆိုရင် Bayern Munich အသင်းအဲ့ဒီအချိန်မှာတကယ်ကိုပြီးပြည့်စုံတဲ့အသင်းလို့ပြောလို့ရတယ်။ Guardiola ကင်တွယ်နေတယ်။သူတို့အသင်းရဲ့အကွင်းလယ်မှာ Schweinsteiger နဲ့ တိုနီခရုစ်ကကွင်းလယ်ဗိုလ်ချုပ်တွေအဖြစ်ချဲ့လှထားတဲ့ဖီလစ်လမ်ရှိနေသေးတယ်။အဲ့တော့အဲ့ဒီကွင်းလယ်ကိုကျွန်တော်တို့တွေးကြည့်လို့ရတယ်ပေါ့နော်။ပြီးတော့နောက်ထပ်တစ်ချက်သောမတ်မူလာရှိတယ်၊မာရီယိုဂွန်ဇာလရှိတယ်၊မာရီယိုမန်ဇူကစ်ရှိတယ်၊တာဝန်တစ်ဖက်မှာရော့ဘရီအတွဲလို့ကြော်ကြတဲ့ရော်ဘန်နဲ့ရီဘာရီရှိနေတော့မှဖြစ်တယ်။ထိတ်ဆုံးစွမ်းဆောင်ရည်အနေနဲ့ကျန်နေတော့မှဖြစ်တယ်။အဲ့တော့ ဒီဘိုင်မြူနစ်ရှာဘာစီလိုနာမှာရှိခဲ့တယ်လို့မက်ဆီလိုမျိုးတယောက်တည်းနဲ့ပွဲကိုပြောင်းလဲနိုင်ဆိုရင်ရှိချင်မှရှိမယ်ဒါပေမဲ့လည်းအသင်းလိုက်အပြင်ဘာစီလိုနာထက်တော့ပိုပြီးကြောက်စရာကောင်းတဲ့လက်နက်အစုံရှိတဲ့အနေအထားကိုပိုင်ဆိုင်ထားတယ်ဂွာဒီယိုလာအနေနဲ့ first nine ကစားကျင်တယ်ဆိုလဲသောမတ်မူလာမာရီယိုခေါ်စေလိုနဲ့ကစားလို့ရတယ်သို့မဟုတ်အထောင်တက်စမှု traditional ပုံစံနဲ့ကစားကျင်တယ်ဆိုလဲမာရီယိုမန်ချူဂစ်နဲ့ကစားလို့ရတယ်ဒါအပြင်မာရီယိုမန်ချူဂစ်ဟာတိုက်စစ်ပုံစံမျိုးစုံကိုပိုင်နိုင်တဲ့တကယ့် um tactical weapon တစ်ယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ တော်တော်လေးကိုလက်နက်ဆုံတယ်ရောဘန်ရီဗရီတို့ရဲ့စွမ်းဆောင်ရည်လည်းကျွန်တော်တို့အထွေအထူးပြောနေကြအောင်မလို့ဘူးအပြော်ဒီကွင်းလည်းမှာတိုနီခရော့စ်နဲ့ရှဝိုင်းစတိုက်ဂါအဲ့တော့အဲ့ဒီအချိန်မှာဒါရှဝိုင်းစတိုက်ဂါဟာဒါဒီဒီဘောလုံးပွဲပြီးတဲ့နောက်မှာဂျာမနီအသင်းနဲ့တူရှဝိုင်းစတိုက်ဂါတို့ဥဆောင်ပါဝင်တဲ့အဲဒီဂျာမနီအသင်းကဘာဘလာကိုရရှိခဲ့တယ်အဲ့တော့ဒီဂျာမန်ကစားသမားတွေ level ကိုကျွန်တော်တို့ ဟို ASC တွေတွက်စာလို့ရတယ်ဘောလို့ကိုယ်မှာ noyer ရှိတယ်ခန်းစစ်မှာ jerome button ရှိတယ် tandy tandy ရော germany မဟုတ်ဘူးပေါ့ထားပါတော့ jerome button ရှိတယ် philip lam ရှိတယ် schweinsteiger ရှိတယ် tony cruz ရှိတယ် thomas muller ရှိတယ်အကုန်လုံးကသူတို့ရဲ့ peak အချိန်မှာရောက်ရှိနေတာပြီးတော့ tony cruz နဲ့ schweinsteiger ကကွင်းလဲအတွဲဆိုတာကြိုက်တဲ့ကွင်းလဲကိုစုံမလို့ရနိုင်တဲ့ physical mental tactical technical ability အကုန်အပြည့်ရှိတဲ့ကွင်းလဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီကွင်းလဲကို ancelotti ဟာဒါ arigo sacchi ရဲ့ဒီ အငွေသက်တွေကိုပြန်လည်ဖော်ထုတ်ပြီးတော့အန်ချယ်လော့တီကအနိုင်ယူခဲ့တယ်လို့ကျွန်တော်တို့ပြောရလိုက်မယ်ပေါ့နော်အဲ့တော့အန်ချယ်လော့တီဟာဒီအာရီဂိုဆက်ခီရဲ့တပည့်ပေါ့နော်အာရီဂိုဆက်ခီရဲ့အသင်းမှာဒီအရေးပါတယ်မစ်ဖီးလ်ဒိုင်နမိုဖြစ်ခဲ့တယ်ပေါ့နော်တောမတ်ဒီဖရန့်ရိုက်ကနဲ့တွဲပြီးအန်ချယ်လော့တီရဲ့အတွဲကတော်တော်လေးနာမည်ကျော်ကြားတဲ့ပွဲဖြစ်ခဲ့တယ်ပြီးတော့ဒီဆက်ခီရဲ့အောက်မှာလည်းသူလက်ထောင်လေးပြအဖြစ်လုပ်ဘူးတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာကျွန်တော်တို့ present ရဲ့အတိတ်ပဲအပြည့်ကိုပြသခဲ့တယ် အဲ့တော့ဒီဘွဲကိုကျွန်တော် live လဲကြည့်ဘူးသလိုကျွန်တော်ပြန်ပြီးတော့လည်းအရသာခံပြီးကြည့်ဘူးတယ်အဲ့တော့ Real Madrid လုတ်သွားတာက pressing ရဲ့ Yoshin Song Nilan တခုဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့အခုခက်မှာကျွန်တော်တို့အရန်ကြော်ကြတယ် harsh pressing high pressing ဒါပေမဲ့ pressing ရဲ့အနှစ်အသာက high လည်းမဟုတ်ဘူး harsh လည်းမဟုတ်ဘူး pressing ရဲ့အနှစ်အသာက collective ဖြစ်တယ် effectiveness ဖြစ်တယ် အဲ့တော့အဲ့ဒီအရာကို Real Madrid ကရအောင်လုပ်သွားခဲ့တယ်။ကျွန်တော်အခုအချိန်မှဒီစကားကိုပြောတော့တော်တော်လေးအံ့အားသင့်ဖို့ကောင်းပဲလို့ယူဆလိုက်မယ်။ဒါပေမဲ့ဒါဟာတကယ်ဖြစ်ခဲ့တယ်။ Real Madrid နဲ့ present ဆိုတာဘယ်တော့မှကိုက်ညီခြင်းမရှိတဲ့အရာနှစ်ခုဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ဆိုလိုတာက present ဆိုတာ German present တစ်ခုတည်းက present မဟုတ်ဘူး။ Hard present တစ်ခုတည်းက present မဟုတ်ဘူး။ Tiki Taka မှာ5 second rule တစ်ခုတည်းက present မဟုတ်ဘူး။ Present ဆိုတာက effectiveness ဖြစ်အောင်လို့တခြားသောနေရာတွေမှာဒီ collective play ကောင်းကောင်းနဲ့ကစားခြင်းဟာလည်း present ဖြစ်တယ်။အဲ့တော့ဒီဘက်မှာအရေးကြီးဆုံး shootout တစ်ခုကိုပဲကျွန်တော်တင်ပြသွားပါမယ်။အဲ့ဒါကဘာလဲဆိုတော့ Real Madrid ကအဲ့ရတည်းမှာတည့်ရတိုင်း4-3-3နဲ့ကစားတာများတယ်။အဲ့တော့4-3-3နဲ့ကစားတဲ့အခါမှာသူတို့ရဲ့ကွင်းလေ3ယောက်မှာ Di Maria ကိုဆွဲချလာတယ်။ဘာဖြစ်လို့လဲဆိုတော့ BBC တိုက်စစ်အတွက်ရှိအောင်လို့။အဲ့တော့ဒီလိုမျိုး tactical အပြောင်းအလဲပြုလုပ်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်။အားလုံးလည်းတည့်ရတိုင်း Di Maria ရဲ့တောင်းမှန်ကစားတယ်။မကွင်းလေမှာတုံးထားတယ်။အဲ့ဒီမာရီယာဆွဲဆောင်ရမှုကိုကျွန်တော်တို့နားလည်ရမှာဖြစ်တယ်လို့အန်ချယ်လော့တီရဲ့သုံးဆွဲနိုင်မှုကလည်းတော်တော်လေးကိုထူးချွန်ခဲ့တယ် ဲ့တော့ကျွန်တော်တို့ဒီ433ကွင်းလယ်ဟာ433နဲ့လေးလေးနှစ်ချားလဲမှာအမြဲတမ်းပြောင်းလဲနေတယ်ဒီမာရီယာဟာ LCM LCM ကနေ LM ပုံစံဖြစ်သွားတယ်ကာရာဘေးက RM ဖြစ်လာတယ်အဲ့ဒီဟန်ချက်ကိုကစားသွားတာအရန်ကောင်းပြီးတော့အဲ့ဒီအချိန်မှာ၄ရောက်တန်းကွင်းလယ်လေးလေးနှစ်ကွင်းလယ်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီလေးလေးနှစ်ကွင်းလယ်ဟာခုနဂွာယူလာရဲ့အင်မတန်ကောင်းမွန်ပါတယ်ဆိုတော့ Schweinsteiger နဲ့ Tony Cross ဒါကွင်းလယ်အလဲရှုနှစ်အဲ့ဒီနှစ်ကိုပေါင်းကစားတယ်ဒီဘက်က Finland ဒီဘက်က David Alaba တို့ရဲ့ ဒီ unit အ unit ၄ခုလုံးရဲ့ channel တွေကိုအကုန်လုံးပိတ်ဆို့ပြီးတော့အရေးမပါတဲ့ပြင်ပမှုတွေနဲ့ပွဲကိုကောင်းအောင်လို့ခစားခဲ့တဲ့အထူးသဖြင့်ဒီပွဲမှာအရေးပါခဲ့တာက Modric နဲ့ Xabi Alonso ရဲ့ဒီ movement တွေပေါ့နော်အဲ့တော့အင်မတန်အရေးပါခဲ့ပြီးတော့ Bayern Munich တကောမှမရခဲ့တဲ့အားလုံးမြင်မြင်ပဲတကယ်တော့ဘာ movement မှလုံးလို့မရဘဲနဲ့အကြောင်ရိုက်နေတဲ့အချိန်တွေကပုံများခဲ့တယ်ပေါ့နော်အဲ့တော့ Real Madrid ကအဲ့လောက်ထိကိုဒါခစားခဲ့တယ်အထူးသဖြင့်ကျွန်တော် 4C ပွဲကိုညွှန်ကျင်တာပေါ့နော်အဲ့လိုမျိုးခစားခဲ့တယ်ပြီးတော့ Cancel မှရှိနေတယ်ဒါ စကီရာမုစ်နဲ့ပေပေရိုခန်စစ်အတွဲကလည်းတကယ်ကိုမာကျော်ကြန့်ကန်ခဲ့ပြီးတော့ကာဗာဟဲနဲ့ဒီဘက်ကဖာဘီယိုကွန်ထရာရိုရဲ့အကောင်းဆုံးဒီခန်စစ် လေးယောက်တန်းမှာညှိကစားပုံကိုကွင်းလေလေးယောက်တန်းနဲ့ညှိကစားပုံအရန်ကောင်းခဲ့တဲ့အခါမှာ Robin Ribery လည်းဘာမှလုပ်လို့မရဘူး Thomas Muller လည်းဘာမှလုပ်လို့မရပဲနဲ့လောက Bayern Munich ကိုအပြည့်အဝရှတ်ဒေါင်းချခဲ့တယ်အဲ့တော့ဒီအချက်ကအင်မတန်အရေးကြီးတယ်ကျွန်တော်တို့မိနေတဲ့အချက်ဖြစ်တဲ့အတွက်ကျွန်တော်ဒီဟာကိုပြင်ပြီးတော့တင်ပြခြင်းဖြစ်တယ်ကြံတဲ့အရာကတော့အားလုံးလည်းလက်ခံထားပြီးသားအားလုံးလည်းကြည်ကြည်ပြန်ပြန်သိရှိထားပြီးသားဖြစ်တယ် Real Madrid ရဲ့ counter play တွေပေါ့နော်အဲ့တော့ထူထူထူပြန်ပြောနေကြတာမလို့ဒါပထမအကြော်တော့သွင်းခဲ့တဲ့ Ronaldo ရဲ့ BBC တိုင်းစစ်အတွေ့ရဲ့ဒါ classic ကောင်တာ attacking play ကအားလုံးမျက်လုံးလေးဆွဲနေမှာဖြစ်တယ်လို့ Ronaldo ရဲ့ဒါလူတတိုင်းအောက်ကနေကန်ပြီးတော့နော်ရအောင်သင်တော့ free kick ကိုလည်းအားလုံးတတိယနေမယ် Sergio Ramos ရဲ့ကောင်တိုက်ကိုလည်းအားလုံးတတိယနေမှာဖြစ်ပါတယ်ဒါကတော့ Guardiola ကို Ancelotti အနိုင်ရှူခဲ့တဲ့ဒါသမိုင်းဝင်အောင်ပွဲတစ်ခုအကြောင်းဖြစ်ပါတယ်ပြီးတော့ဒီတစ်ခုတည်းနဲ့မပြီးသွားဘူးဘလူဘဲမှာအဲ့ဒီအချိန်မှာအကောင်ဆုံးဥရောပရဲ့ကံရအခက်ဆုံးနဲ့စိတ်ညစ်ညူးစရာအကောင်ဆုံးအသင်းဖြစ်တဲ့အက်တလက်တီကိုမက်ဒရစ်နဲ့တွေ့ဆုံတယ် တော့အဲ့ဒီပွဲမှာ real ကရှုံးနေတယ်တပွဲလုံးရှုံးနေတာပေါ့နော်ပထမအမင်း30လောက်မှဒီကို golden count တိုက်တဲ့ goal နဲ့တပွဲလုံးရှုံးနေခဲ့ပွဲပြီးကနေနောက်ဆုံးပြီးပြီဆိုတော့နောက်ဆုံး moment နောက်ဆုံး corner ကနေဆက်ယူ ground count တိုက်ပြီးတော့ real madrid ကပွဲကိုပြန်လာခဲ့တယ်ပြောမယ်ဆိုရင်ဒါဟာဒီ modern ခေတ်သမိုင်းမှာအပြောမယ်ဆိုရင်98 99ဒီ Manchester United comeback အပြီးတော့အဲ့ရှေ့ရာဒီမှာဖြစ်ထားတဲ့ Chelsea ရဲ့ comeback အဲ့ comeback ထက်တောင်ဒီ Real Madrid ရဲ့ comeback ကပိုပြီးတော့ နောက်ကျတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘလို့မှမျောလင့်ထားလို့မရတော့ဒီအက်သလတီကိုကိုဘလို့လို့ကိုသွင်းပါလဲဆိုတော့အားလုံးလက်ခံထားပြီးသားအခြေအနေမှာစကီရမ်ဘုတ်ကလှလာပါပါခေါင်းတိုက်သွားပြီးတော့1-1ဖြစ်တဲ့အဲ့ဒီကနေမှာ4-1ဖြစ်တဲ့အထိဖြစ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီ final ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ Real Madrid ကအက်သလတီကိုသူ့ league မှာဆိုတော့ပထမအကြော်မှာရှုံးတယ်ဒုတိယအကြော်မှာအသေးအံလိုက်ကစားပြီးမှတရေရတယ်ပေါ့နော်တီကိုကအရန်ကောင်းနေတဲ့အချိန်တွေကိုပိုင်ဆိုင်လာပြီးတော့လာလီဂါချန်ပီယံဆုကိုစွတ်ကူးခဲ့တယ် အပြောမဆိုရင်ဘာစီလိုနာကိုအရင်အရေးကြီးနေတဲ့နောက်ဆုံးဘက်မှာတရေကစားခဲ့တယ်တရေကစားပြီးတော့တို့တို့ရဲ့ဒါလွန်နှစ်ပေါင်းများစွာဝေးกว่าနေတဲ့ချန်ပီယံဖလားကိုရရှိခဲ့တယ်ပေါ့နော်အဲ့တော့အဲ့အက်တလက်တီကိုမက်ဒရစ်အရန်ခိုင်မှာဒါပေမဲ့ကန်ဆိုးစွာနဲ့အက်တလက်တီကိုမက်ဒရစ်အဓိကကစားသမားဖြစ်တဲ့အာလာတူရမပါဝင်ဘူးအဓိကတိုက်စစ်မှုဖြစ်တဲ့ဒီဂိုကော့စတာတန်ရပြဿနာရှိနေတယ်ရှိနေလျက်သားနဲ့ဒီဂိုဆီမီယိုနီဟာစွန့်စားပြီးတော့ ကော့စတာကိုအသုံးပြုခဲ့တယ်။အသုံးပြုခဲ့တဲ့အချိန်မှာကော့စတာဟာပွဲချိန်အနည်းငယ်ပဲကစားရပြီးတော့အာဒရီယန်နဲ့ဒါလူစားလဲခံလိုက်ကြတယ်ပေါ့နော်။အာဒရီယန်နဲ့လူစားလဲခံရပြီးတဲ့နောက်ပိုင်းမှာတော့ဒါအက်တလတီကိုကစားဟန်နေနည်းနည်းလေးပြောင်းသွားတယ်။ဒါပေမဲ့အက်တလတီကိုကွန်ဖက်ဖြစ်နေစေပဲအဲကျန်တဲ့နေရာတွေမှာပြည်စုံနေစေပဲတိုက်စစ်လေးနည်းနည်းလျှော့သွားတယ်။အဲ့တိုက်စစ်လျော့သွားတဲ့တက်တနာကိုတောင်းကန်ဘောကနေခေါင်းတိုက်ပြီးတော့ကိုတင်ကကိုးသွင်းနိုင်တဲ့အခါမှာတော့အက်တလတီကိုမက်ဒရစ်အနေနဲ့သူတို့ရဲ့စိုးရင်စရာဖြစ်တဲ့တိုက်စစ်ကိစ္စကိုပူစရာမလိုတော့ဘဲနဲ့သူတို့ရဲ့အပိုင်နံဆုံးဖြစ်တဲ့ခံစစ်ကိစ္စကိုပဲအပြည့်အဝကစားသွားခဲ့ရတယ်။ ိုင်ပိုင်နိုင်နိုင်လဲကစားနိုင်ခဲ့တယ်။ရီယဲဟာ၄3 3ကွင်းလည်းပွဲထွက်လာတယ်။ပြီးတော့ဂျာဘီအလွန်ဆိုပွဲပယ်ခံရတော့မပါဝင်မပါဝင်တဲ့ခါမှာအန်ဆယ်လော်တီအတွက်ခေါင်းခဲเสียရဖြစ်တယ်။အဲ့ဒီနေရာမှာဒါခီတီယာသုံးမလားအီယာယာမန်ဒီသုံးမလားခီတီယာတန်ရပြဿနာကအရှင်းလေးမပြောက်သေးဒါပေမဲ့ခီတီယာကိုသုံးခဲ့တယ်။မိုဒရစ်ကိုနံပါတ်6လိုမှာထားမယ်ထင်ခဲ့ကြပါမယ်မထားဘူးခီတီယာကိုပဲထားတယ်။မိုဒရစ်ကဒီ RCM မှာရှိပြီး LCM မှာတီမာရီယာရှိနေတယ်။ကျန်တဲ့နေရာတွေတော့ပုံမှန်တိုင်းပဲ LB နေရာမှာမာဆယ်လိုမသုံးဘဲခန်ဆစ်ပိုကောင်းတဲ့ Fabio Quintra ကိုသုံးထားတယ်ပေါ့နော်။ အားလုံးမန်းစားထားတဲ့အတိုင်းပဲအဲ့တော့ကီရီယာကခံစစ်မှာတော့ဒါ discipline ဖြစ်တယ်လူလေသေးမရှိပုံမှန်စီစဉ်ပြနေတယ်ဒါပေမဲ့ tight ချင်းစတဲ့နေမှာပြဿနာတော်တော်လေးရှိတယ်ဂျာပြီးအလွန်ဆိုရဲ level နဲ့အင်မတန်အလန်းဝေးနေတယ်ပေါ့နော်အဲ့တော့ဒီခါမှာပွဲကပွဲကချက်တဲတဲချက်တဲလာတယ်အက်တလတီကိုမက်ဒရစ်ရဲ့ဒီခံစစ်၄ယောက်တန်းကအဲ့ချိန်မှာကမ္ဘာအကောင်းဆုံးပဲပြီးတော့အဲ့ချိန်မှာရှိနေတဲ့ဂါဘီနဲ့တီယာဂိုလိုရဲ့ဒါတပ်ပဲပစ်ဖို့အင်မတန်ကောင်းတယ်သူတို့ကိုပိတ်ကစားပေးတာကအချိန်မှာရှိနေတဲ့ကိုကီနဲ့ရာဟူဂါစီယာလိုဖြစ်တယ်အဲ့တော့ အရင်စိတ်ညစ်ဖို့ကောင်းတယ်အဲ့ကိုကင်နဲ့ရာဟုကစီယာတာမန်ကစားသမိုက်တဲ့နှစ်ဆပူပြေးပြီးတော့ RM RAM RCM LCM ဒီအရင်နေရာတွေအကုန်လုံးကိုလှက်ပတ်ပြီးကစားပြီးတော့လိုအပ်တဲ့အခါတိုင်းမှာကွင်းလယ်မှာ၄ယောက်ဖြစ်အောင်လို့စန်တာမစ်ဖီးဒ်၄ယောက်ပုံစံနဲ့အမြဲတမ်းပူးပေါင်းကစားပေးတဲ့ပုံစံဖြစ်တယ်အဲ့တော့ Real Madrid တော်တော်လေးခက်ခဲတယ် Central Area တွေမှာကြက်ညက်ပြီးပိတ်ဆို့နေခဲ့တယ်ဒါအပြင်ဒီဘက်မှာ Juan Fran နဲ့ဒီဘက်မှာ Philippe Louis RBLB ရှိတယ်ဒီကစားသမားနှစ်ယောက်ကလိုအပ်တဲ့ width နဲ့ ရှစ်တက်နောက်စဉ်ဘေးထွက်အကုန်လုံးကို perfect ပြအောင်ကစားနိုင်တယ်။ light အယုံအားခံစစ်အားကာယုံစုဆိုင်မှုပြည့်စုံတဲ့ကစားသမားတွေဖြစ်တယ်။အဲ့ဒီခါမှာ Ronaldo တို့ဘေးလိုတော့ကစားဖို့ကွက်ပြောင်းနေခဲ့တယ်ဗောနော်ဒါပေမဲ့ Ancelotti အနေနဲ့စိတ်ဝင်စားဖို့အကောင်းဆုံးနဲ့အမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ခဲ့တယ်59မိနစ်မှာ Isco ကိုထည့်သွင်းခဲ့ခြင်းဖြစ်တယ် Marcelo ကိုထည့်သွင်းခဲ့ခြင်းဖြစ်တယ်အဲ့တော့အဲ့ double substitution ကဒီပွဲအချိန်ကြီးရှာကိုလုံးဝပြောင်းပေးလိုက်တယ်ဒါပေမဲ့အလုံးသီးတဲ့အချိန်ပဲ legend မိနစ်30မှာ6ရခြင်းမရှိခဲ့ဘူး ရီယယ်မက်ဒရစ်တိုက်စစ်သီးတာတက်လာပြီဒီချိန်ဒီချိန်ပြီးဒီချိန်ကန်သွင်းခဲ့ပေမဲ့လေလိုအပ်နေတဲ့ကိုမရဘူးကိုရသွားတော့ကော်နာရသွားတယ်ဒါပေမဲ့အဲ့ကော်နာရသွားပြီးတဲ့နောက်ပိုင်းမှာတော့အက်သလတီကိုရိုက်ချိုးပြစ်နိုင်ခဲ့ပြီးအက်သလတီကိုစိတ်သက်ကြသွားတယ်ပြီးတော့သူတို့တရာဒီလုံးအလွန်အကျွံကစားထားတဲ့ intensity ဟာဒီအပိုမိနစ်30မှာလုံးဝမထုတ်နိုင်တော့ဒါအပြင်ဒီစီမျိုနီဟာဒီစွန့်စားပြီးတော့ဒီကိုကော့စတာ30ခဲ့တဲ့သူလူတယောက်လဲလိုက်ကြတယ်အဲ့တော့အဲ့ခက်ကအခုလိုမျိုးလူ9ယောက်တွေလဲလို့ရတဲ့အချိန်မဟုတ်တဲ့အတော့ တို့အနေနဲ့ဒီပွဲမှာလုံးဝမောဟိုက်ပြီးတော့ပါဝါလုံးဝမရှိတော့တဲ့ conference ကိုလူစားလဲဖို့မရတော့ဘူးအဲ့တော့အဲ့ဒီ conference ကြာစင်းနေတာမှာ Ronaldo ရဲ့ Di Maria ရဲ့ Marcelo ရဲ့၃ယောက်ပေါင်းပြီးတော့တစ်ချိန်လုံးတောက်လျှောက်ဒီ left half space ကနေတောက်လျှောက်တိုက်ခိုက်ခဲ့တဲ့အခါမှာတော့4-1ရလက်ဖြစ်သွားတယ်အဲ့တော့ goal တွေကတော့အားလုံးမှတ်မိပြီးသားဖြစ်နေတဲ့အတွက်ကျွန်တော်အထွေထူးမပြောတော့ဘူးဒါပေမဲ့ အဲ့မှာမာဆယ်လိုဝင်လာတဲ့အခြေအနေ Isco ကစားတဲ့အခြေအနေတွေကတကယ့်ကိုပြည့်ပြည့်စုံခဲ့တယ်။ Modric ကစင်တာရဲ့ဒီ base ကိုရောက်သွားပြီးတော့ Isco ကဒီဘက်မှာကစားတယ်။ပြီးတော့မာဆယ်လိုကအခါအားလျော်စွာဒီ Modric ဘေးနားကိုလာပြီး double assist လုပ်ပေးတယ်။လိုအပ်ရင်ရှေ့တက်ပေးတယ်။ရှေ့မတက်ပင်လည်းဒီ White ကစားပေးတယ်။ Di Maria has space မှာတောင်းလျှောက်လွှမ်းထိုးပြီးတော့ကစားသွားတယ်။အဲ့တော့ပြောမယ်ဆိုရင်အခုခေတ်ခေတ်စားနေတဲ့ဒီအလယ်မှာရှိတဲ့3 4 3ဆိုတယ်ပေါ့နော်3 diamond 3လို့လည်းခေါ်တယ်။ အလဲက box အလဲက square ပုံစံကိုအဲ့ဒီအချိန်မှာအန်ချယ်လော့တီရဲ့အသင်းကကစားပြခဲ့တယ်သူတို့က Modric Marcelo Di Maria Isco နဲ့ကစားသွားတာဖြစ်တယ်အဲ့တော့နေရာအတိအကျတော့ကျွန်တော်တို့ချပြလို့မရဘူးဒါပေမဲ့အဲ့ဒီသဘောတရားကိုအန်ချယ်လော့တီရအဲ့ဒီမှာချသုံးသွားပြီးတော့အကောင်းဆုံးပုံဖော်ပြခဲ့တယ်အဲ့ဒီမှာ headspace ကနေ Di Maria တောက်လျှောက်ဒုက္ခပေးပြီးတော့ Di Maria ဟာဒီပွဲမှာလုံးဝ perfect အာ ကစားဟန်ကိုပြတာပဲ Mount the Mesh လည်းရရှိခဲ့တယ်ပေါ့နော်အဲ့တော့ Champion League Mount the Mesh ဆိုတာအင်မတန်တန်ဖိုးရှိတယ်ဒါအဲ့ technical observer တွေကပေးတာအဲ့နှစ်မှာဆိုရင် technical observer ဆိုတာ Silas Ferguson တို့ Marcel Lucas Cool တို့ပြီး Ryan Hawkson တို့အစရှိတဲ့ပြင်ပေါ့နော်သူတို့ပါဝင်တယ်ပေါ့လေဒီမာရီယာတပွဲလုံး perfect ကစားသွားတယ်သူ့အနေနဲ့ LCM LM LEM ဆိုတဲ့ rule တွေမှာအကောင်းဆုံးကိုထိန်းချုပ်ပြီးတော့ perfect play ကို ကစားပြသွားခဲ့တာဖြစ်ပြီးတော့ဒီမာရီယာရဲ့ဒါ tactical flexibility အသင်းပေါ်တွေကိုအကောင်းဆုံးပတ်ပိုးပေးနိုင်မှုကိုပြသတာဖြစ်ပါတယ်။နောက်ပိုင်းကျရင်ကျွန်တော်ဒီအပိုင်းကိုတက်တက်တပုတ်ခွဲပြီးတော့ဒီမာရီယာအကြောင်းကျွန်တော် တင်ဆက်ပေးဖို့ရှိတယ်အခုကတော့လာတစီမှာအကြောင်းဖြစ်တဲ့အတွက်ဒါကျွန်တော်တင်ဆက်ပေးခဲ့တာနောက်က tactical landscape နဲ့ဖြစ်ခဲ့တဲ့ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေအကြောင်းဖြစ်တယ်အဲ့တော့ဒီအပြင်မှာနောက်ထပ်ကြီးတဲ့ဖြစ်ရက်တွေတော့ဒါပြောမယ်ဆိုရင်တခြားသော shutdown ကတခြားသောဖြစ်ရက်တွေတော့အများကြီးရှိသေးတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီပွဲရည်နဲ့ပတ်သက်လာရင်မိနေလောက်တဲ့ကိစ္စလေးတွေကိုဆွဲထုတ်ပြီးတော့တည်တန်းတင်ဆက်ပေးတာဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ကျွန်တော်အနေနဲ့ Ronaldo final မှာ goal သွင်းတာကိုသဘောကျပေမဲ့ကျွန်တော်ကိုယ်တိုင်က Ronaldo ပြည့်စက်ဖြစ်ပေမဲ့ ဘာတိပြမှာမရှိတော့ဘူးနိုင်နေပြီဆိုတဲ့အခြေအနေမှာပန်နတီကိုကိုသွင်းယူပြီးတော့ရန်နိုတို့အကြီးကျယ်အောင်ပွဲခံတယ်အင်ဂျီတွေပါချွတ်ပစ်ခဲ့တာကတော့စဉ်းစားကြအဲရန်နိုပြိတ္တံဘာလဲဟာလို့တွေးခဲ့တဲ့ဖြစ်ရတခုအဖြစ်မမတ်ရရရှိနေခဲ့တယ်ဘာပဲပြောပြော Real Madrid ပြိတ္တံတပိုင်းဖြစ်နေတယ်ကျွန်တော်အတွက်တော့ဒီအောင်ပွဲကတော်တော်လေးကျင်းတဲ့ဖို့ကောင်းတယ်ဆိုတာကိုပြည်သက်တယောက်အနေနဲ့ကျွန်တော်ဝန်ခံပါတယ်ပြီးတော့ဒီလေလံသူတယောက်အနေနဲ့နောက်ပတ်မှာပြန်ပြီးတော့ကြည့်ရှုရတဲ့အခါမှာဒီပွဲတွေကိုကျွန်တော် ြည့်ဘူးလေနှစ်ချိန်သုံးချိန်လောက်ထိဒါပြန်ပြီးတော့ကြည့်ဘူးလေပေါ့နော်ကြည့်တဲ့အခါမှာလည်းအရသာကြီးရတယ်ပြီးတော့ဒီမာရီယာရဲ့တန်ဖိုးကိုပို့ပြီးတော့ဒါအတိမတ် ပြုတ်မိတယ်ပြီးတော့မိုဒရစ်ရဲ့တန်ဖိုးနံပါတ်8နံပါတ်6ပုံစံမျိုးစုံနဲ့ပွဲကိုချိတ်ဆက်ပြီးကစားပြီးတော့အတိမတ်ပြုတ်မှုရယ်ဖာဘီယိုကွန်ထရာကိုမာဆယ်လိုတို့ရဲ့မတူညီတဲ့ခန်းကန္နာနဲ့ LB Rose ကနေကူညီသွားတာကိုအတိမတ်ပြုတ်မှုရယ်ပြီးတော့ကာလိုအန်ချယ်လော့တီရဲ့ဒီ man management နဲ့သူ့ရဲ့နေရာချထားခြင်းဆိုင်ရာဒီအတွေ့အခေါ်တွေကအင်မတန်ကောင်းမွန်ပြီးတော့ဒီမာရီယာ SCM မှာတုံ့ပြန်သွားတာကတကယ် tactical master class ဖြစ်တယ်အားလုံးက antelody နဲ့ tactical ဆိုပြီးတော့ဒီလိုမျိုးဒီ modern tactic ကို modern tactical နဲ့ပတ်သက်တဲ့ဒီသုံးသပ်သူတွေက antelody နဲ့ tactics ကိုဆွဲပြီးတော့ကက်လေမရှိကြတော့ဒါပေမဲ့ဒါတွေရတဲ့ tactics ဖြစ်ပြီးတော့သူသုံးပြသွားတာတကယ်ကိုလက်ဖြားခါလာအောင်ထူးကျွန်နေရဖြစ်ပါတယ်အဲ့ဒီထူးကျွန်မှုတွေအကုန်လုံးကို ladder စီမှာအောင်ပွဲမှာတွေးခဲ့ရပြီးတော့ real madrid ရဲ့ခစ်သစ်အောင်ပွဲတွေအကုန်လုံးအတွက်အရှိအပါဆုံးတကားတစ်ချက်ဖြစ်တယ်လို့ကျွန်တော်ကတော့တင်စားခြင်းပါတယ် ဒီလာဒစီမှာလည်းပတ်သက်တဲ့အမှတ်တရရှိရင်လည်းကိုမမမှန်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ပြောခဲ့ရတဲ့မှာကြံခဲ့တာရှိရင်လည်းကိုမမမှန်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကြည့်စုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ